မင်္ဂလာပါဒီနေ့တင်ဆက်ပေးခြင်းတဲ့စကားလေးကတော့ယောက်ျားဖြစ်သူနဲ့တော့တခါမှမပါဘူးတဲ့လင်းရှိအပြူတယောက်ရဲ့ကြောက်ရွံ့စိတ်တွေကိုအစားတောက်နဲ့ကုစားပေးရင်ဂျားရဲကအမျက်ထုတ်သွားခဲ့တဲ့စဖုံမူတယောက်ရဲ့ The Lady Improver ဆိုတဲ့စကားလေးပဲဖြစ်ပါတယ်ဇလန်စာစူမန်ဆိုတဲ့တပ်ဖွဲ့မိရဲ့ဒုနာပြူတယောက်ကသူများဟာရီကိုသာစိတ်တိုင်းကြကင်တွေလာခဲ့ပေမဲ့သူဟာလီကိုကြအထီမခံတော့ယောက်ျားဖြစ်သူရဲ့စွန့်ပစ်ခြေကိုခံလိုက်ရတယ်။တာဖွာမီရဲ့ဆရာမဖြစ်ပေမဲ့ဘုဘတ်ကိစ္စရင်းနဲ့ပတ်သက်ရင် ိုင်ပင်ဆွေးနွေးဖို့တော့မရလို့လူနာတွေနဲ့လည်းအမဲလိုလိုကရောက်ကစားဖြစ်ပြီးအမားတွေတောက်လျှောက်လုပ်နေမိခဲ့တယ်။လင်ပြဲသွားတဲ့အကျိုးဆက်ကအလုတ်ကိုပါထိခိုက်လာလို့ဆေးရုံရဲ့စုပူချိန်ပေါင်းခြင်းကိုခံရပြီးရှက်ရှိအနာယူခိုင်းလိုက်တော့စိတ်တွေရှုပ်ထွေးနေတဲ့ကြားကအဖေဖြစ်သူပင်ရဲ့မွေးနေ့ကိုရောက်အောင်လာခဲ့လိုက်တယ်။စားတောက်ဆိုင်ဖွင့်ထားတဲ့ပင်ကလည်းသူကိုယ်တိုင်လက်ဆွမ်းပြပြီးအခန်းလို့ဝိုင်းဝန်းအားပေးကြပေမဲ့စားစရာရှိတာအေးစေးမစားပဲစုမရဲ့ယောက်ျားကဲအကြောင်းကိုအစားဖော်လာခဲ့တယ်။ကျမ်းမာရေးချိုယွင်းလာတယ်။ပင်ကလည်း စပုံခွန်းအလုတ်ကိုအနားယူချင်နေပြီမယ်။တမီးဖြစ်သူကိုလည်းအာကိုမရကြောင်းလူကြားထဲမှာဖောက်တဲ့ချာနေလို့ဇူမန်လည်းချက်ချင်းထသွားဖို့ဟန်ပြလိုက်တယ်။အိတ်ထဲကပြုတ်ကျသွားတဲ့ကျင်းထောက်ကူလေးကြောင့်ရှက်တကွဲအကျိုးနဲ့တွေဖြစ်ရသလိုအိမ်တောင်ရဲ့အစင်မပြေတာကိုပါရေးမိသွားလို့ပေးနဲ့ပြဿနာတွေဖြစ်ပြီးပြန်ခဲလိုက်ရတယ်။ကန့်ရဲ့အခဲကိုသွားကြည့်တဲ့အချိန်မှာတခြားမိမတယောက်ရဲ့ဖဏတ်နဲ့ပုံပြက်နေတဲ့အိယာကိုမြင်ပြီးခေါင်းအုံးလေးကိုဖတ်ရင်းသူ့ရဲ့ကြောက်စိတ်တွေကြောင့်မိကလာမတူလိုက်ရတဲ့အချိန်တွေကိုပြန်တွေးမိနေခဲ့တယ်။ အပြင်ကပြန်ရောက်လာတဲ့ကံကလည်းသူစနီးဟောင်းလေးကိုမြင်မြင်ချင်းစီးဟောင်းနေလို့ပိုင်ဆိုင်မှုစာချုပ်လေးတွေထုတ်ပေးရင်အစာကပြန်ပြီးမင်္ဂလာတူကြဖို့တောင်းဆိုကြည့်လိုက်တယ်။အစင်သစ်ဖြစ်နေတဲ့အကြောင်းကိုကြေထောက်ကူလေးတတ်သိထားပြီးတောင်းဆိုနေပေမဲ့အခါနောက်မှအလာကောင်းနေလို့တော်တော်လေးစိတ်ကုန်နေတဲ့ကံလည်းခါခါတီတီညင်းလို့ပြစ်လိုက်တယ်။ကျမ်းမာရေးတက်ခါမကောင်းနဲ့ဘင်းကလည်းဆိုင်ကန်းပိုင်ရှင်တွေရဲ့ဖီအားပေးမှုကြောင့်နှစ်ပေါင်း30လောက်တိဆောက်ထားရတဲ့ဝန်ကီဆိုင်ပုတ်လေးဖြုတ်ရတော့မှမလို့စိတ်ထိခိုက်ပြီးဆေးရုံရောက်သွားခဲ့ရတယ်။ တာဝန်တွေအားလုံးကစုမဲအပေါ်ပဲပုံရောက်လာလို့သူ့ဖေးဆိုင်မှာပြောင်းနေရင်ဆိုင်းမုတ်ဖြုံးမဲ့ရန်ကနေကာကွယ်ဖို့ကြိုးစားပေမဲ့ပိုင်ရဆိုင်ရာရဲ့ဖေးအားကြောင့်လက်လျှော့ပေးလိုက်ရတော့တယ်။မိသားစုထပ်ပုံလေးတွေကြည့်ရင်ဆိုင်းဖုံမရှိတဲ့သူ့ဖေးရဲ့ဝန်ကီစားတော့ဆိုင်လေးကိုဆက်ဖွင့်ဖို့ဆုံးဖြတ်ပြီးကြိုးစားလေပတ်နေတဲ့အချိန်မှာခန္ဓာကိုယ်မှာဆွဲချက်နေတဲ့ဆေးရုံကအနံ့သက်တွေကြောင့်အနှောက်အယှက်ဖြစ်နေကြရတယ်။အစင်မပြေမှုပေါင်းတသိန်း2000နဲ့ဈေးရုံနဲ့ဆိုင်ကူးကလန်ခန်းဒီချိန်မှာစဖို့ဘူးအစ်တဲကြားဟောင်းရောက်လာပြီး ဝါကီရဲ့ပုံရိပ်တွေကိုပြန်လဲအသက်သွေးဖို့စူးစမ်းပေးနေခဲ့တယ်။ဂျာဟောင်းလည်းသူလှုပ်ထားတဲ့ဝါကီငရုတ်စီကိုကြီးကြည့်ခိုင်းလိုက်ပေးမယ်။စူမန်ရဲ့စိတ်ထဲမှာတော့မိဖို့တွေကမောင်းထုတ်ခဲ့တယ်။အဖေရဲ့ပုံရိပ်တွေကိုပဲအဆိုင်ခဲတစ်ခုအပြင်နဲ့ပြန်မြင်ရောက်နေခဲ့တယ်။စူမန်လည်းသူ့ရင်ထဲကအဆိုင်ခဲတွေကိုချေဖြတ်ဖို့စိတ်ချမ်းမာရေးဆရာဖို့နဲ့တွပြကြည့်တော့မှဒဲနဲ့ကစားချင်းကုထုံးကိုစားတတ်ရင်အကာတင်တန်းဖွဲ့ထားတဲ့ငွေတငယ်ချင်းဟောက်တယောက်နဲ့လည်းပြန်ဆုံလိုက်ရတယ် ဆိုင်ကိုပြန်ရောက်လာတဲ့အချိန်မှာတော့ကြားကိုတော်ဟောင်းမဲကနေရဲ့ငရုတ်စီအစွမ်းကြောင့်စားတုံးသူတွေပြေးနေနေလို့ပေးရတဲ့ပဲဦးလေးကောက်ကလည်းသူရှာပေးထားတဲ့စဖုံမှုအတဲ့အကြောင်းကိုကြွားလုံးထုံနေခဲ့တယ်။ဥရောပကပြန်လာပြီးစိုက်တီတီလေးမှဝင်လုံနေတယ်။ကြားဟောင်းကလည်းပေါ့ပေါ့နေပေါ့ပေါ့စားပုံစံပေါက်နေလို့အမြင်မကြည့်တဲ့ဆူမှလည်းမိဖို့ထဲမှာပြေးရမတော့ဘူး။သွားတာပြေးလိုက်တယ်။ကြားဟောင်းရဲ့လက်ရာတွေကိုအားလုံးကဝိုင်းချီကျူးနေကြပါပဲ။အရသာမခံစားတတ်တဲ့ဆူမှကတော့ ဘာကုံမှထူးထူးခြားခြားမခံစားရလို့စားတောင်းနေတဲ့ဝိုင်းမဲမှာတယောက်တည်းကွဲထွက်နေခဲ့တယ်။ဈေးဝယ်ထွက်တဲ့အချိန်မှာလည်းပင်တို့ဝယ်နေကြဆိုင်ကမဝယ်ပဲကြားဟောက်ကိုတိုင်းလက်ဆက်တဲ့အသီးရက်တွေကိုရှာပေးရင်ဈေးကြီးတာတွေဝယ်လိုက်ပြီလို့အငင်းခုန်တွေဖြစ်သွားခဲ့ကြတယ်။ကုံစုံဆိုင်တစ်ခုမှဂျင်းဝယ်တော့ရုပ်ချောသလိုသဘောကောင်းတဲ့ဈေးတဲ့ချောကြီးနဲ့စကားလက်ဆုံးကြနေလို့စိတ်ဆိုးသွားတဲ့စုမှလည်းကောက်ခငယ်ကထထွက်လာခဲ့လိုက်တယ်။တွေ့ကြရဖုန်ကြောင်တဲ့ကောင်မဲဆိုပြီးစကလုံးတွေနဲ့တိုက်ခိုက်လာလို့ပြင်သစ်မှာဆိုရင်ဒါမျိုးတွေက မိတ်ဆက်တဲ့အဆင်းလောက်ပဲရှိကြောင်းစူမန်ကိုဖတ်ပြီးတက်တည်ပြပေးလိုက်တယ်။တင်းနဲ့ကစားချင်းကုထုံးကလည်းတော်တော်လေးခရီးရောက်လာလို့ကန်နဲ့အတူတူရှိခဲ့တဲ့အချိန်တွေကိုပြန်တွေးမိပြီးလက်နဲ့ပဲကုံဆုပ်ခဲ့ရတယ်။နောက်တော့ရစီရအဖြစ်ပြတွေကြောင့်စိတ်မကောင်းဖြစ်သွားရတယ်။ကြာဟောင်းကလည်းပြီးရင်ဟင်းချက်စာအုပ်တွေထဲကနေသူဖန်တီးကျင်နေတဲ့ရိုးရဟင်းပွဲတွေကိုလိုက်ရှာရင်ဒါကအစအဟောင်းကိုပဲတုံးဖို့ဆုံးဖြတ်တာလို့တွေးနေတဲ့အချိန်မှာစူမန်ရောက်လာခဲ့တယ်။ကြာဟောင်းငယ်ငယ်က သူ့အမိနဲ့လာစားခဲ့ဘူးရယ်ဝန်ကြီးရဲ့အဓိကဟိန်ပွဲကိုပြန်ချဖို့စူမတ်ကိုပါအတင်းဝင်ကူညီခိုင်းရင်အစားတောက်တွေပေါ်မှာစိတ်ဝင်စားလာအောင်တဖြည်းဖြည်းနဲ့တင်သွင်းလိုက်တယ်ရှင်းနေမှုရအောင်ဒီမျိုးစုံနဲ့ကြိုးစားနေတဲ့ကြားဟောင်းကလည်းတွားချင်းလာချင်းစိတ်မရှိတဲ့စူမတ်ကိုအပြင်းရအောင်ခေါ်ထုတ်ပြီးသူတို့မိသားစုအကြောင်းတွေပြောပြရင်တဘာဝရဲ့အလှတရားကိုခံစားခိုင်းလိုက်တယ်ရင်းချက်နေတဲ့အချိန်တွေမှာလည်းအမှုပညာတစ်ခုလိုခံစားပြီးမှဖန်တီးလို့အဆက်လုံးဝမစားခဲ့တဲ့စူမတ်နော်တစုံလောက်မြေဆန်းကြည့်ရင် ကြားဟောင်းရဲ့လက်ရာတွေကိုအရတာခန်းစားမိလာခဲ့တယ်။လမ်းမတိုင်တွေဖက်ကနေတဲ့ကောင်မလေးတွေကိုမြင်ပြီးပိုးဝင်လာတဲ့ဆူမန်လေးတကယ်ချင်းဖြစ်သူရွှန်စီသွားတွေ့ရင်ဖိနှိပ်ထားရတဲ့ပင်ကိုစရိုက်တွေတဖြည်းဖြည်းနိုးထလာခဲ့တယ်။ကြားဟောင်းကတော့ဂျင်းလာပိုးရဲ့ဇီးတဲ့စောကြီးကိုဂျင်းရည်နဲ့ပြန်နှိပ်ပေးရင်ပုံမတဘာဝအထီးတွေတွေအောင်မှာဂျင်းတက်တွေတဖွာဖွာပေါ်လာလို့မီးဖို့ဘော်တင်ပြီးကင်ထုတ်ပေးလိုက်တော့တယ်။နေရောက်သားမီးဖို့ဘော်တင်ခဲ့နေတဲ့မြေဝေပေါ်တက်တက်ကြီးကြုံလိုက်ရတယ်။ဆူမန်ကလည်းလမ်းဖြတ်သွားပြီးမှ နောက်ထပ်တစ်ခေါက်တေချောင်းထပ်ချောင်းကြီးရဲ့သူကိုယ်တိုင်မသိတဲ့ခန်းစားချက်တွေစားရောက်လာခဲ့တယ်။ရှုပ်ထွေးနေတဲ့စိတ်ကိုကြက်ကင်နဲ့ဖြည့်ဖြောက်ရင်းတငယ်ချင်းဖြစ်သူရွံ့ရဲ့မြောက်ပေးမှုကြောင့်ကြံရှိနေသေးတဲ့ငယ်ရွယ်နှုပြုံမှုတွေကိုအတုံးတော့ခံဖို့ဖုံးတလုံးနဲ့စူးစမ်းကြည့်လိုက်တယ်။အပြင်မှာတွေ့ကြည့်တော့လေငနေတွေကတကောင်မှအဆင်မပြေလို့ထပ်စူးစမ်းရဲ့မျက်နှာဖုံးစုပ်ပါတီတဲ့ရောက်သွားတော့မှကံကမှမှတ်မိပဲမရဟောင်းဖို့ပြန်ဖုံးကြောင်းနေလို့ထွက်ပြေးခဲ့လိုက်ရတယ်။စိတ်မကောင်းဖြစ်လာသမျှကိုမိဖို့တဲ့သွားပုံချနေလို့ကြားဟောင်းလေလိုက်တာရင် ဖတ်ပြီးနှိမ့်သိမ့်ပေးလိုက်မှရင်ကိုရင်ကျွင်းချက်ပင်ထိုးမိသွားတော့ပထမဆုံးအတွေ့အကြုံကိုကြောက်နေတဲ့ကြာကခံစားမိသွားခဲ့တယ်။ရတာတီးသွားတဲ့ဆူမလည်းကြောက်စိတ်တွေလွင့်ပြန်ပြီးစပိုမူကြီးကြာဟောင်းရဲ့ဂျုံနေတဲ့အကွက်တွေအောင်မှဖြည်းဖြည်းလူရင်းနှစ်ယောက်သားတော်တော်လေးပျော်ရွှင်နေခဲ့ကြတယ်။ကိုစိတ်နှစ်ပါးလုံးလမ်းဆန်းပြီးနိုးလာတဲ့မနက်ခင်းမှာအပြုံးတွေကလက်ဆက်နေလို့စားနေကြဖောက်တဲ့တွေတော့ငေးယူရပြီးကြာဟောင်းနဲ့အတူတူရှိတဲ့အချိန်တိုင်းကိုပျော်ရွှင်လာခဲ့တယ်။ကြာဟောင်းကလည်းတနေ့တစ်မျိုးမယူအောင် ချက်ကျွေးနေတဲ့ကြားကစူမန်တယောက်စိတ်ပေါက်ပြန်လာလို့အမြဲတမ်းဖိနှိပ်ချုပ်ချယ်ခဲ့တဲ့အဖေဖြစ်သူပင်ရဲ့အကြောင်းတွေပဲပြန်ပြောပြနေခဲ့တယ်။ငငယ်လေးကရခဲ့တဲ့စိတ်တရားတွေကြောင့်အစာတောက်တွေပေါ်မှာအရသာခံစားလိမရှိတဲ့စူမန်ကိုဟင်းချက်ကျွေးလို့အဆင်မပြေတော့အသီးတွေတလဲပြောင်းကျွေးရင်အရသာခံစားတတ်အောင်တင်ပေးလိုက်တော့တယ်။ဂျင်းတဲ့စောကြီးကလည်းမိဖို့ဖို့တင်ပြီးအကင်မခံနိုင်တော့လို့သူ့ဆိုင်ကိုလိုက်ခဲ့ဖို့ခေါ်နေတော့မှအပြုံးလေးနဲ့ပြန်ရောက်လာတဲ့စူမန်လည်းချက်ချင်းမျက်နှာတော်ညှို့ပြီးစိတ်ဆိုးသွားခဲ့တယ်။ အခန်းပိုင်ရှင်ရဲ့သားကလည်းစိုင်ကစားတောက်တွေကို free ကျရင်ဒါကတွေပါတိုးတောင်းနေလို့စည်ရင်တွေပြတ်တက်နေတဲ့အချိန်မှာကြားဟောင်းကလည်းဖုံးဆက်ကော်နေတဲ့ဂျင်းတယ်မစီချက်ချင်းပြေးသွားခဲ့တယ်။စူမန်လည်းရှုပ်ထွေးနေတဲ့စိတ်တွေကိုကြက်ကြော်နေလားဖြစ်ဖြောင်းနေတော့မှဝက်ကီးရဲ့ဖောက်တဲ့အာဟင်ဆိုတဲ့ငနေရောက်လာပြီးယူးကြောင်ကြောင်အကွက်တီနဲ့ဝင်လုံးခံလိုက်ရတယ်။အကျွေးစားခဲ့တဲ့စည်ရင်တွေကိုရက်ဆွဲအတိအကျပြန်ပြောရင်နှယောက်သားအစင်ပြေးသွားကြလို့ကြားဟောင်းကိုအရွယ်တိုက်ချင်နေတဲ့စူမန်လည်းရုပ်ရှင်အတူတူကြီးတဲ့အစင်တွေထိရောက်သွားခဲ့တယ်။ ကြားဟောင်းမကျေနပ်မှန်းသိတော့အရွယ်တိုက်ချင်တဲ့စိတ်ကပုံများလာလို့အာဟင်ကိုအင်းဟာဖြစ်အောင်ညီမျိုးစုံနဲ့တိတ်သွင်းလိုက်ပေမဲ့အထာမနဲ့တဲ့ငနေကအထင်လွဲသွားခဲ့တယ်။အင်းဟာမဖြစ်တဲ့အာဟင်ကိုခေါင်းထဲကထုတ်ပြီးမနှက်စာပြေးပေးထားတယ်။ကြားဟောင်းစီပဲပြန်သွားလိုက်တော့မှခုံပေါ်မှာတင်ထားတဲ့အဝတ်စားတွေကိုမြင်လိုက်ရလို့တော်တော်လေးဝမ်းနည်းသွားခဲ့ရတယ်။ပင်ရလက်ရာတွေအတိုင်းတထင်ရတဲ့တူတဲ့ဟင်းနပွဲကိုချက်ပြေးခဲ့ပြီးစုမတ်အတွက်စာလေးတစ်စောင်ထားခဲ့လို့ဖတ်ကြည့်လိုက်တော့မှသူငယ်ငယ်ကစားခဲ့ဘူးတဲ့ပင်ရလက်ရာတွေကို ဆွဲလိုက်ခဲ့ကြောင်းသိလိုက်ရတယ်။ပြင်သစ်မှာတင်ကြားထားတဲ့စဖုံမှုပညာတွေနဲ့မကီးမှာဝင်ရောက်လောက်ကိုင်းရင်သူဆွဲလိုက်ခဲ့ဖို့တဲ့ပေးရရိုးရာဟင်းမျိုးကိုကိုရိုင်းဖန်တီးဖို့ပဲရည်ရွယ်ပြီးလာခဲ့ပေမယ့်စူမန်တန်တွေ့တဲ့အချိန်မှာပြောင်းလဲသွားခဲ့တယ်။အင်းပွဲတွေအပေါ်မှာစိတ်ဝင်စားမှုရှိတဲ့စူမန်အတွက်အနံ့အရာသာနဲ့ထိတွေ့မှုတွေကိုတဖြည်းဖြည်းခံစားသေးပြီးမိုးကျနေတဲ့စိတ်တွေကိုဖြည်းဖြောက်ပေးနိုင်ခဲ့သလိုသူ့ရဲ့ရှိမှတ်ချက်တွေလည်းပြေဝါသွားကြောင်းစာထဲမှာရေးထားခဲ့တယ်။ကြားဟောင်းထားခဲ့တယ်။ဟေးချန်နေအတိုင်း ဆူမကိုရိုက်ဖန်တီးပြီးသူ့အဖေကိုသွားကြွေလိုက်တော့မှတထေရာတည်းပဲတူနေလို့သမီးဖြစ်သူအပေါ်မှာဖိနှိပ်ချုပ်ချယ်ခဲ့မိတဲ့ပင်လေနောက်သားတွေရသွားခဲ့တယ်။အဟင်ကလည်းသူ့အထင်လွဲခဲ့တာတွေအတွက်ပြန်တောင်းပရင်တသက်တာလုံးအင်းအားဖြည့်ခွင့်ရဖို့လက်ထက်ခွင့်တောင်းလိုက်ပေမဲ့ပြောင်းလဲသွားတဲ့ဆူမကတော့ပြပြတ်သားသားပဲငင်းပြေလိုက်တော့တယ်။ချစ်တက်အောင်ရောချက်တက်အောင်မှတင်ပေးသွားခဲ့တဲ့ကြားဟောင်းအပေါ်မှာပဲစိတ်တွေရောင်းနေလို့သူပြန်လဲဖန်တီးပေးထားခဲ့တယ်။ရုပ်စီလေးတွေကိုဝါကီးရဲ့ဖောက်တယ်တွေအတွက်မျှဝေပေးလိုက်တော့တယ်။ ပင်ကလည်းတိမ်မြုပ်ပျောက်ကွယ်သွားတော့မဲ့သူရဲ့လက်ရာတွေကိုပြန်မြင်လိုက်ရလို့ဂျီနဲ့အာရနေသလိုစူမတ်ကလည်းကိုစိတ်နှစ်ပါးလုံးလမ်းဆက်တွက်ကြပြီးရုပ်တွေပါချောလာခဲ့တယ်။နောက်ဆုံးမှတော့စူမတ်လည်းကြားဟောင်းကိုမျောလင့်နေတာထက်သူ့ကိုယ်သူချစ်ခင်တဲ့စိတ်နဲ့ဘဝကိုပျော်ရွှင်စွာရင်ဆိုင်ခြင်းဆိုတဲ့အဓိကရည်မှန်းချက်တွေကိုပိုင်ဆိုင်သွားရင်ဇာလန်လေးလည်းပြီးဆုံးသွားပါပြီ။ဒီဇာကားလေးမှာပေးချင်တဲ့ message ကတော့လူတွေမားနေတဲ့အချက်ကပျော်ရွှင်မှုဆိုတာကြီးကိုတခြားလူတွေစီမှာလိုက်ရှာနေကြလို့စိတ်ညစ်စရာတွေနဲ့ ကြုံနေရတာပါစေမံနဲ့ပျော်ရွှင်မှုကကိုယ့်စီမှာသာရှိနေတယ်ဆိုတာပါပဲအားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ